်ဟယ်လိုအလုံးမဲမင်္ဂလာပါရှင်ပါရမူနေ့နဲ့အညာမြေမသူရဲကောင်းများစက်သိမ့်ပိုင်းကိုဖျက်ပြပေးသွားပါမယ်ရှင်တမိုင်းလေးကပကံသူရဲကောင်းပို့ချိုပကံပို့ချိုလို့ဆိုလိုက်ရင်နင်းချက်တော်လည်းရေးတမိုင်းမှာနမည်ကြီးသူတယောက်ဖြစ်တာအားလုံးသိပြီသားပါအင်္ဂလိပ်တို့ကိုဒုက္ခအပြီးဆုံးပထမဆုံးနေချေတော်လည်ရေးလုပ်ပြီးနောက်ဆုံးမှအဖမ်းခံရတဲ့ပိုချိုဖြစ်ပါတယ်။ ညာဦးမြို့နယ်ငတ်တယောက်ဆယ်ရွာသားတအူးဖြစ်ပါတယ်။တကယ်တော့ဘိုးချိုဟာသူ့ရဲ့ဖခင်ဦးရွှေဘိုးကဲ့သို့တိုင်းရင်းဆေးဆရာတယောက်ဖြစ်ပါတယ်။ထို့နောက်တိဘောမင်းလက်ထက်မှာတောင်ဝင်းကြီးမြို့မြို့ဝင်ဆေးရေးဖြစ်သုံးနှစ်ခန့်အမှုထမ်းခဲ့ပါတယ်။1948ခုနှစ်တိဘောမင်းပါတော်မူပြီးနောက်မှာတော့နယ်ချဲတော်ကိုစတင်တော်လှန်ပါတော့တယ်။ဘိုးချိုနဲ့အတူ တားဖြစ်သူဘိုးဖိုးစင်နဲ့ဘိုးဖိုးဝင်တို့လည်းတိုက်ပွဲထဲပါဝင်လာခဲ့ပါတယ်။ဇနီးဖြစ်သူဒေါ်ရွှေမုံမှလည်းမိမသားဖြစ်တော်ညာဓာခုတ်လှန်ထိုးမြင်းစီအတက်တို့ကိုကျွမ်းကျင်လာကခင်မောဖြစ်သူနဲ့အတူလက်တွဲညီသူဖြစ်ပါတယ်။အင်္ဂလိပ်တို့မှာဘိုးချိုအဖွဲ့ရဲ့ကြောက်ကြားတိုက်ခိုက်မှုများကိုမကြာခဏခံရလေးရှိပါတယ်။မြို့ဝန်ဆိုင်ရေးလုပ်ခဲ့သူဖြစ်တာကြောင့်ဘိုးချိုဟာ စစ်မှုရေးရာကိုနားလည်သလိုစီယုံရေးလည်းကောင်းတဲ့အပြင်နီးပရိရဲ့ကြွယ်ဝသူဖြစ်တာကြောင့်တိုက်ပွဲအများစုမှာအနိုင်ရလေးရှိပါတယ်။ဗကန်မိုးချိုဤပွဲဥထွက်အောင်ပွဲမှာညာဦးကမ်းမတိုက်ပွဲဖြစ်သည်ရတရှာစစ်တဲ့15ဦးကြဆုံးပြီးတဦးသာလွမြောက်သွားခဲ့သည်မျိုးချစ်သူရဲကောင်း3ဦးကြဆုံးခဲ့သည်အထင်ကရမိုက်ပင်တိုက်ပွဲတွင်ဘိုးချိုဦးစီးသော တော်လိုင်းလေးမြို့ချင်းအင်အား900ခန့်ကိုပြတိရှာမြင်းစုတဲ့80ချင်းတင်တက်တာ300ခန့်နဲ့စီးနေတိုက်ခိုက်ခဲ့သည်ရတိရှာစစ်တဲ့150ကျော်ကြာဆုံးခဲ့သည်ထိုတိုက်ပွဲတွင်တိုင်းပြည်အတွက်မြို့ချင်းသူရဲကောင်း9ဦးအသက်ပေးလူခဲ့ရပြီး14ဦးသာဒဏ်ရာရရှိခဲ့၏ဘိုးချိုဤချင်းရှောင်းသောတိုက်ပွဲများမှာနတ်သမီးကမ်းပါတိုက်ပွဲကျောက်တကားတိုက်ပွဲကလန့်ကျော်တိုက်ပွဲနဲ့ ပလီရွာတိုက်ပွဲများဖြစ်ပါတယ်။ထိုတိုက်ပွဲများမှာအင်အားတောင်းလို့သောအင်္ဂလိပ်တို့အားအကြအဆုံးများစေခဲ့ပြီးအရှက်ရစေခဲ့သောတိုက်ပွဲများဖြစ်ပါတယ်။ဗိုလ်ချုပ်တို့မှာအင်္ဂလိပ်တို့ထက်လူအင်အားလက်နက်အင်အားများစွာနည်းလာပါတယ်။စိတ်သက်ပြင်းထန်မှုကြောင့်သာဒီလိုတိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ထို့သော1886ခုနှစ်မှ1895ခုနှစ်အထိ ဆယ်စုံနှစ်တခုနေပါတိုက်ခိုက်လာပြီလားအင်းအားတစတစနဲလာရပါတယ်ထို့ကြောင့်နောက်ပိုင်းတိုက်ပွဲများတွင်ဆောက်ခွာရသည့်တာများလာပါတယ်ဘိုချိုအားအင်္ဂလိပ်တို့ကရှားရုံးဖြစ်တိမ်သွင်းခဲ့ပေမဲ့ဘိုချိုကလက်ခံခြင်းမရှိခဲ့ပါဘိုချိုတို့တာဖောက်ကိုဖန်ဆင်းအဆုံးစင်ရင်တိုင်းပြီးမှမြမခေအူတော်လိုင်းကိုတခန်းရက်နိုင်လိမ့်မယ်လို့ရိတ်မိသွားတဲ့အင်္ဂလိပ်တို့ဟာ ခရစ်နှစ်1895မှာဘိုးချိုရှိရာငတယောက်ဆယ်ရွာကို အလုံးအင်းကြီးနဲ့ဝိညာဉ်တိုက်ခိုက်ပါတော့တယ်။ဒီအချိန်မှာဘိုးချိုတို့သားဖဟာအေယာဝင်မြစ်ကိုဖျက်ကူးပြီးယောစောနယ်ရှိတော်လန်ရေးအင်အားစုများနဲ့ပူးပေါင်းတော်လန်တိုက်ခိုက်ရဲဗကန်တီရိပစ္စယာခူပြောက်ကြီးဖျားဝင်းအတွင်းမှာရောက်ရှိနေခဲ့ပါတယ်။ဘိုးချိုကိုမမိတဲ့နေချက်အင်္ဂလိပ်တို့ဟာ ဟိုးချုံနဲ့ဤဆက်သူဆွေမျိုးတွေကိုပါဒုက္ခပေးလာတဲ့အတွက်ဆွေမျိုးတွေဟာပကံတဝိုက်မှာမနေထိုင်ရကြတော့ပဲရှောင်တန်းကြရပါတယ်။နောက်ဆုံး30ရက်6လ1895နေ့တွင်တော့တစ္ဆဖောက်တအုပ်ဤတည်င်းပေးမှုကြောင့်ဟိုးချိုတို့အဖွဲ့စခန်းချရာနေရာကိုအင်္ဂလိပ်တို့တိရှိသွားပြီးအလုံးအရေးနဲ့အဝင်ဖန်ချင်းကိုခံလိုက်ရပါတယ်။နေချက်များကဖျားကိုဝိုင်းထားစဉ်တားနှစ်ယောက်က ရန်သူအောင်ပြန်လည်ခုခံတော့အခါငါသားများငါတို့အချိန်ကုန်ပြီအဖမ်းခံလိုက်ကြတော့ဟုအကျိုးမရှိသောခုခံခြင်းမျိုးမပြုတ်လို့ရဆုံးနစ်တော့အတန်ဖြစ်ဝိုချိုကတားမြစ်ခဲ့ပါတယ်ထို့နောက်မင်းချေတို့ကဘိုးချိုတားဖတော်မူအားငါတရရန္နနာကံတော်ကြီးကုန်းတွင်ကျိုးစင်ဆောက်ကကျိုးပေးကွံ့မြက်ခဲ့ပါတယ်နေချေအင်္ဂလိပ်တို့သည်ငါတရနေသူနေသားတို့အား နောက်နောက်တွင်ရင်းတို့ကိုပုံပုံကန်တောင်းလမ်းမှုမပြုလုံးဝင်စေရန်ချီရွယ်လျက်ပကံဘူချိုတို့သားဖသုံးဦးကျိုးပေးကုမြမှုကိုမပြတ်မကွက်လာရောက်ကြည့်ရှုစေခဲ့ပါသည်။နေချဲ့တို့သည် ပကံဘူချိုကို ကျိုးမပေးမီနောက်ဆုံးအခွင့်အရေးဤဖြင့်နေသူနေသားများနှင့်ဆွေမျိုးသားချင်းများကို အစားအစာကျွေးကွင်းနှင့်စကားပြောခွင့်ပြုခဲ့သည်။ထို့အခါပကံဘူချိုသည် ရင်းအိတ်ဆွေမျိုးသားချင်းများနဲ့နှိတ်ဆွေများကို သူ့ကျုံဘဝထက်တေးရတာကမျက်ပါသေးတယ်။ကြံရှိသောရွှေတိုရွှေစများကို ထုခွဲ၍အိနေယာမှာဖျားတည်ပြီးရှင်းမင်းများတုခဲ့သောကံကိုဆဲပါဟုမှားကြခဲ့ပါတယ်။ဘိုးချိုးကျိုးစင်တက်မယ်လို့စင်ရဲဘော်တို့ကငိုရာခြေချင်းခတ်ထားရပင်ထိုရဲဘော်ကို ခြေဖြစ်ခဲ့ရင်နင်တို့ယောက်ျားမဟုတ်တော့ဘူး။ ရဲဝတ်စွာဆိုလျက်ကျိုးစင်ထက်ကိုရှင်ကော့၍တက်သွား၏ဗကံပိုးချိုး၏ရွှေမျိုးသားချင်းများနှင့်နတယောက်နေသူနေသားများသည်ဗကံပိုးချိုးနောက်ဆုံးမှကြားချက်ဆန္ဒနှင့်အညီရှင်တို့တာဖ၃ဦးအားရည်စူးလျက်ညနနာကြောက်ထီးဖျားကြီးကိုတီထားကိုးခွဲခဲ့ကြသည်နေချက်အင်္ဂလိပ်တို့ဆက်လက်ဆိုးမှုအုတ်ချုပ်စဉ်ကာလဖြစ်သဖြင့် ထိုကြောင့်ထိဖျားကြီးအရှိတောင်တော့မောဦးအချက်တွင်ပကံဘိုးချိုဤမျက်နာကိုအင်္ဂရေပန်းဖြင့်ပညာသားပါပါထဲ့သွင်းပုံဖော်ထားခဲ့ကြတယ်လို့အဆိုရှိကြပါတယ်။လူမျက်နာကို ကနုတ်ပန်းကနုတ်ငွေတို့ဖြင့်ရောရှိ၍မုံမှန်တစားဆင်ထားသောနာယီခုံရှေးယုံမြန်မာပကြီးအမှုပညာတမျိုးပင်ဖြစ်ပါတော်သည်။ညီတို့ဆိုစဉ်အညာမြေမသူရဲကောင်းတို့သည် အသက်တာတည်ဆုံးခဲ့ကြတော့လေသူတို့ဤနေချဲတော်လည်းလှုပ်ရှားမှုများမှာမကြဆုံးခဲ့ပါသူတို့နှုံဆောင်ခဲ့သည့်တက်လှန့်တန်သည့်မြမပြည်အလဲပိုင်း၌အိမ်မောကြနေသော လူတို့ကိုနှိုးဆွာလိုက်သည်ဖြင့်သူတို့မရှိသည့်နောက်ပိုင်းတွင်လည်းတဘူကြတဘူတက်ဖြင့်နေချဲတော်လည်းဆက်ကျင်ရေးတိုက်ပွဲများသည့်ဆက်လက်ပြီးဖြစ်ပွားနေခဲ့ပါတော့သည် ချိန်ပေးပြီးနားထောင်ပေးကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။